ဂါနီးယားဆာကူရာဝိုင်ဆာကူရာရဲ့အစင်းနဲ့ပေါင်းဆက်ထားလို့ချူရောက်ပြီးချက်ချင်းကျင်းသွားပြီးပန်းနုံအောင်သားယူပုံမူတောက်ပစီပါရယ်ဆာကူရာခရင်50 ml တဘူးဝယ်ရင်ဆာကူရာဖေရှယ်ဖုံ50 ml တဘူးလက်ဆောင်ရမယ်နော်လက်ရှိဆိုရတဲ့လက်ထက်မှာညဉ့်ဉန်းရေးရရှိဖို့အခွင့်အလမ်းအကောင်းဆုံးဖြစ်ပေမဲ့ပထဝီနိုင်ငံရေးအခြေအနေပါဝင်စိန်ခေါ်မှုများစွာရှိနေတယ်လို့ညဉ့်ဉန်းရေးလုပ်ငန်းရှင်တွေမှာပါဝင်ဆောင်ရွက်နေတဲ့အစိုးရနဲ့တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ကိုယ်စားလှယ်တွေကပြောပါရတယ်။ ပဲဘကိုတိုင်းဂျိုးပင်ကောင်မြို့မှာမနေ့ကဤခရင်ချင်းချင်းနေပြီလားကောင်းစင်နဲ့ကျင်းပါတယ်အသိပညာအမြဝေပွဲမှာညဉ့်ညံ့ကော်မရှင်ချန်ပေဦးလာမောင်ရွှေပို့တိုင်းတိုင်းလက်နက်ကိုင်ဖွဲ့ဥက္ကဋ္ဌဦးခွန်မြင့်ထွန်းနဲ့ဦးရန်ကျော်တို့ကအခုလိုဦးဆောင်ဆွေးနွေးခဲ့တာပါလက်ရှိအစိုးရကိုဦးဆောင်ဖွဲ့စည်းခဲ့တဲ့မြို့သားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့လူထုထောက်ခံမှုတရားဝင်မှုနဲ့လူကြိုက်များမှုတို့ကမြန်မာနိုင်ငံလွတ်လပ်ရေးရပြီးနောက်ပိုင်းညဉ့်ညံ့ရေးဖြစ်စဉ်အတွက်ခြေကံကောင်းဆုံးနဲ့အားကောင်းဆုံးအခြေအနေဖြစ်တယ်လို့ဦးလာမောင်ရွှေကပြောပါတယ် ဒါအပြင်နိုင်ငံတော်အတိုင်းအမြံပုဂ္ဂိုလ်ထောင်ဆန်းဆွကြည့်တဲ့တာဝန်ရှိသူတွေကရင်းရင်းရဲ့သဘောတူညီချက်တွေကို၃နှစ်ကနေ၅နှစ်အတွင်းပြီးစီးအောင်ရယူမယ်ဆိုတဲ့ညီမှန်းချက်ရှိတယ်လို့ဦးလောင်မောင်ရွှေကဆက်ပြောပါဗါတယ်။တနိုင်ငံလုံးပြစ်ခတ်တိုက်ခိုက်မှုရစေးရေးသဘောတူစာချုပ် NCA ဟာရင်းရင်းရဲ့ရရှိရေးအတွက်ပြီးပြည့်စုံတဲ့စာချုပ်မဟုတ်ပေမဲ့ရင်းရင်းရဲ့ရရှိဖို့အခွင့်အလမ်းကိုဖန်တီးထားတယ်လို့ပို့တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ဥက္ကဋ္ဌဦးခွန်မြင့်ထွန်းကပြောပါဗါတယ်။လက်ရှိရင်းရင်းရဲ့ရရှိရေးအတွက်ယုံကြည်မှုတည်ဆောက်ဖို့လိုအပ်နေတာဖြစ်ပြီး အမျိုးသားပြန်လည်တင်းမြတ်ရေးအပါအဝင်အစိုးရနဲ့နိုင်ငံရေးပါတီတွေရဲ့စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုရှိလာဖို့ကိုပါအဓိကလှုံ့ဆော်မှာဖြစ်တယ်လို့ဆွေးနွေးပွဲဥဆောင်ဟောပြောသူတွေကဆွေးနွေးခဲ့ကြပါတယ်။ဒီအသိပညာမျှဝေဖွဲ့ဖို့တော့နိုင်ငံရေးအကျဉ်းသားဟောင်းများဖွဲ့ FBS နဲ့တာယာဝတီခိုင်နိုင်ငံရေးအကျဉ်းသားဟောင်းတွေပူးပေါင်းဆင်ခြင်လာပဲဖြစ်ပါတယ်ခင်ဗျာ။စူးစားကြရတဲ့အခါမှာကျွန်တော်လက်တလုံးကြည့်မယ်ဆိုလို့ရှိရင်